သပောင်းခွဲနဲ့မြန်မာထမင်းဟင်းကိုအဝါစာဆိုတော့ဒါလေးကကြတော့အချင်းကျော်ပေါ့ဘဲတီချင်းတို့ရှောက်ချင်းတို့အဲ့လိုမျိုးလေးကြော်ထားတာပေါ့ပြီးလို့ရှိရင်ဒါလေးကကြရာသီစာမြန်သီစိမ့်တာပုံးကြီးပုံးကြီးအမားတို့ကကွက်ကိုလုတ်တဲ့ပုံးကြီးဒီပြန်ဒါလေးကစိတ်ဥရဲနဲ့စိတ်ကလေးစာကိုချက်ပေးထားတာဒါလေးကဝက်ကလေးစာမြန်မာဟင်းဝါစာဆိုတော့အတုံးလိုက်တက်လိုက်တွေ့လို့ရတယ်ဟုတ်ပါ ားလုံးပဲမင်္ဂလာပါဗဟက်ပြင်းနေလို့ပါဗဟက်ရဲ့လင်းတက်ပါခင်ဗျာကဲဒီနေ့ညနှုန်းနဲ့လင်းတက်နေကတော့ဘယ်ရောက်နေရလဲဆိုတာနှစ်ယောက်ရဲ့ outfit လေးကိုကြည့်ရင်သိမယ်လို့ထင်ပါတယ်ကဲကျွန်တော်ရောက်နေတာကတော့ပကံကိုရောက်နေတာဖြစ်ပါတယ်ခင်ဗျာဟုတ်ပါရဲ့လင်းတက်ကပကံကိုတစ်ခါမှမရောက်ဘူးပဲနဲ့ညနှုန်းကတော့ဒီတစ်ခါလင်းတက်ကိုခေါ်လာပါဘောနော်ခေါ်လာတော့ပကံမှာစားကြရီကောင်းကောင်းရှိရဲ့ထဲကမှဦးစေစင်အောင်မြန်မာသမင်းဟင်းကိုခေါ်လာပဲဖြစ်ပါတယ်ဟုတ်ပါတယ်အဲ့တော့ကျွန်တော်တို့ဘာလေးစမ်းလက်ဆိုတာကိုချက်တော့လိုက်ပါပြီးတော့သိရှိပေးကြပါအောင်နော် ပြီးတော့မှ site location နေရာလေးကိုပြန်ပြီးတော့ပြပြပေးပါမယ်။ကဲဆက်ပါ ဆောက်ရွေးမယ်ပေါ့နော်ဒီကိုစင်စစ်ဦးသမင်းမှာကြတော့ဒီစစ်ဦးလေးရဲ့မှာဟင်းလေးအစုံချက်ထားရဲပြီးတော့ဒီမှာအညာသမင်းဟင်းလေးတွေလည်းအစုံရရဲဆိုတော့ကျွန်တော်ကပုံမှန်ဆိုသမင်းသုံးပကံလေးပကံလောက်ပုံမယ်နင်သားကတော့တစ်ခေါက်မှစားမှုသေးပါဘူးအဲ့တော့သူ့အရာသာလေးကိုပေးမိမယ်ဒီမှာစွစုထားတာပေါ့နော်နည်းနည်းဘလို့ရှိလဲဆိုတော့ပူပီးစားရင်တော့မှလေတယောက်ကိုတပေါင်းခွဲပဲကြမယ်တပေါင်းခွဲနဲ့မြန်မာသမင်းဟင်းကိုအဝါစားကျွန်တော်နဲ့နင်သားနဲ့တွေ့လို့ကတော့မလွယ်ဘူး ကဲဆိုတော့ကိုရင်းရကခုအဝါစားမှလာတာပေါ့အဝါစားခုမှလာတယ်ဒါအပြင်ဥမာမျိုးတို့တတောင်းနဲ့ဆိုလို့ရှိရင်ဒါဘူဖေးမဟုတ်ပဲနဲ့ဒါသမင်းအဝါစားတစ်ခုရှိသေးတယ်တော့ဒါသမင်းအဝါယူလို့ရတယ်ဆင်းပါမယ်တော့အတော့တော့မပါဘူးဘူဖေးလိုမျိုးနောက်ခါကျတခါပြန်ဟင်းအကုန်ယူလို့ရကုန်ဝိုင်းနဲ့ထည့်ယူလို့ရသေးတယ်ဟုတ်တယ်ဘူဖေးဖြစ်ဖြစ်ဒါဟိုဟာတခါပြင်ဖြစ်ဖြစ်အရင်ကတော့လောကအရှံပဲပွဲ၂၀ကျော်လောက်ကိုချပေးတယ်အဲ့တော့ဘယင်းလိုစားခြင်းလဲလောကမင်းလိုပွဲတော့တဲ့ခြင်းလဲဆိုလို့ရှိရင်တော့ ဥစဉ်အဆင့်ဦးထမင်းမှာလာပြီးတော့စားလို့ရပါတယ်ပြည့်ရှင်းမြရလည်းနည်းနည်းလေးများနေပြီဆိုတော့ဒီလောက်ပါပဲတော့စားပါတော့ကဲဒါဆိုလို့ရှိရင်တော့မြန်တို့တို့မှာထားတဲ့ဆင်အိုထမင်းဘူဖေးကမင်းပွဲတော့တဲ့သလိုဝိုင်းအပြည့်ရောက်လာရပဲဖြစ်ပါရဲ့အဲ့တော့ဒီမှာဟင်းပွဲတွေကတော်တော်လေးများတယ်အမေလည်းတော်တော်လေးစုံနေဆိုတော့ဗောနော်မြန်တို့တယောက်ထဲတော့အများကြီးမရှင်းမြနိုင်တော့အဲ့တော့ဆိုင်းရအမောင်ချက် invite လုပ်ပြီးတော့ရှင်းမြခံလိုက်ပါမယ်အရင်ဟင်းလေးတွေကစပြောပေးမယ်နော်ညီမတို့ဒါလေးကကြတော့အချင်းကျော်ပေါ့ 白提前了，少钱了，阿罗咪哩教他哪里阿只咯？老板不，老板没有人来拆他啦。哪里阿只只兴地？哪里阿只开烟的哪里阿两百钱呢？多钱呢？我拆他那里。哪里阿只咯？排队的有便宜的哩里阿背水，背水哩去背他啦。我表母叫好白说说七毛钱哩，比如说哪里阿只烟的撒，烟的烟的撒，烟的烟糖哩，我里阿第一钱多。哪里阿罗便宜？便宜阿妈说瓜果六块便宜，阿罗咪话咯好，再去看这里嘛八百呢，六百他的便宜。哪里阿只两百钱 ါလေးကကြတော့မြှင့်ချင်ချက်ဒါလေးကပဲသွေးကိုအချိုလေးကြော်ပေးထားတာဒါလေးကမယန်းသီးနဲ့ငပိချက်ကလေးချက်ပေးထားတယ်ဒါလေးကကြတော့မမတို့ပဲတီချင်တုတ်ကလေးဒါလေးကရွှေဖြုံသီးချက်ဒါလေးကပဲနဲ့အဲ့ဒါမှမယာဒီစာအတုတ်ကလေးတွေကတော့တစ်ချိန်နဲ့တစ်ချိန်လာလာမတူဘူးပေါ့နော်ယာဒီပေါ်လေးတွေပေါ့ဒါလေးကတော့မကြီးရွယ်တော့ဒါလေးကကြတော့အညာကိုကိုရွယ်ကလေးကိုတုတ်ထားတာဒါလေးကကြတော့ကျွန်မတို့သမုံဘူးတော့အသားဟင်းလေးတွေရတယ်အများကြီးပဲအသားဟင်းလေးဆိုဒါလေးကကြက်မွဒါလေးကကြက်သားစီပြန်ဒါလေးကစိတ်ဥရဲနဲ့စိတ်ကလေးစာကိုချက်ပေးထားတာ ါလေးကဝက်ကလီစာဝက်ပုံးရေဝက်သားစီပြဲကြက်မွားကြောစိတ်ပဲဝက်ကလီစာဝက်ကလီစာဒါလေးကကြတော့စိတ်စိတ်သားနဲ့အာလူကြက်သေးကြက်မြင့်ငါးဟင်းရှိမယ်ဟွာဘဲဦးနဲ့ပုံးရေကြီးရှိမယ်ငဖဲပါမယ်ဟွာလေးကစိတ်ပဲမျိုးစုံလေးတော့ဒါရရလေအမဟင်းကြီးကကုံဝါရင်လေကြက်တော့ကြက်တော့ယူဘယ်နဲ့ပွဲပဲစားစားတမျိုးတည်းဟိုငါးပွဲမှာလဲငါးပွဲလုံးကုံစားရတယ်ကုံချပေးတယ်တပေါင်းဝဲနဲ့ညီမလေးတို့ကျဲတလောက်စားလို့ရရယ်နော် လုံးဝဒီမှာအရန်တန်နေပြီအဲ့တော့တဟမြမမှာကြီးရှုနေကြရပိတ်သက်ကြီးကလည်းပကံကိုလာရင်ဈေးတသက်တသာနဲ့အုပ်စုကလည်းတောင့်နေ heavy လည်းအပီဖြိုချင်တယ်ဆိုလို့ရှိရင်တော့ဒါဦးစီစဉ်စေအိုးထမင်းဆိုင်အောင်လုံးဝ must try ရဲ့ဒါမျိုးတို့ပထမအုပ်စုရက်မာတယ်မယ်အရသာဘလို့ရှိမလဲဆိုတော့ဖတ်ကြည့်လိုက်ပါမယ်ကဲစေအိုးရဲ့ထမင်းလေးအိုးဆန်ရည်ကကော့တာပဲကြည့်အောင်ညာဆန်ညာဆန်ရှယ်ပဲဒါစေအိုးတုံးလာတော့ကုန်မှာရှင်တယ်နင်သက်ကူလုံးနဲ့ဆိုရင်တော့နော်ဟုတ်ပါ ငဖေးချက်ထထုတ်ပြလိုက်ပါဦးဟုတ်ပါအင်းဒါလေးကငဖေးချက်လေးပါဟုတ်နွေးနွေးလေးရောဒါစိတ်သားနဲ့အာလူကိုမင်းတို့ကအရင်စိတ်ဝင်စားလို့စိတ်သားနဲ့အာလူကနေစားလိုက်မယ်ဒီမှာဟင်းဝါစားတော့အတုံးလိုက်တက်လိုက်တွေ့လို့ရတယ်ဟုတ်ပါသူကဟင်းအနစ်ကလည်းကောင်းတယ်ပြရကောင်းတယ်ပါဒီမှာကောက်ဆောက်စားနေရောလုံးဝဟင်းနေကြလို့ဆိုတာပူပူလွတ်လွတ်လေးလဲပေးရ ကျွန်မတို့အဆက်ကောဆိုတော့နှစ်မျိုးပြပါရယ်မင်းတို့ကတော့အဆက်နဲ့ကျွန်မလည်းအပန်းများဟုတ်ဟုတ်ဒီပါဘယ်လိုစီပြန်ကျွန်တော်တော့ဝက်ပုံးလေးမြည်ကြည့်ပါမယ်ဒါဝက်သားနဲ့ပုံးလေးကြီးလေးပါဟင်းကျေပဲပကလာမဖြစ်မနေစားမှာပါလေကြည်လား မကြည့်ရတော့နည်းနည်းပြပါဦးမြည်ကြည့်လိုက်ဝပုံးရည်ကြီးနဲ့မကြည့်ရတော့လဲဆိုရင်လည်းလုံးဝအညာမှုအပြည့်ကျဲပဲကျဲပိတ်တဲ့ကြီးကစားပါအောင်음음ခေါင်းတော့ရာဒီစားမရမ်းနေငပိတော့ကဲကောင်းလားမင်းလေးကငါပြတာလို့အဲ့လိုမျိုးအတော့မျိုးလေးနဲ့ဟုတ်ဘလို့အမပြောသွားရဲ့ စိတ်ဦးကျမ်းပါဦးနဲ့ဦးကျမ်းလေးနဲ့အသေးစိတ်ကလေးသာစိတ်ကလေးသာမျိုးနဲ့စားရတခုဘာကောင်းလဲသိလားဟင်းရဲ့ तू ကအနွေဓာတ်ကိုထိန်းမိထားတော့လေချက်ချင်းကြီးမအေးဝါလွန်းလွေးလေးရှိရဲ့အဲ့တော့စားရတာစားလို့အရင်ကောင်းတယ်ဘတ်တီးရဲ့ဟိအနှစ်တီးရဲ့ကိုနေပြီးတော့အသားရည်နဲ့အလိုအားရပါရစားရတဲ့ vibe ကိုကိုကြိုက်တာစားပါဘာမှမလုပ်ဘူးဘာမှမလုပ်ဘူးအင်း နင်တို့ဒါလေးတွေဘာလို့ထည့်တာဒီခဲကြီးပဲဟမ်အဲ့ဒါဒီစပိုက်တာအထွေဟာစပိုက်တာအထွေကအခုလိုမျိုးနင်တို့လိုဘလော့ဂါတွေအမြဲစကားပြောရတာတောက်လျှောက်သွားတာပြန်မှန်းတဲ့သူတွေအတွက်ဆိုလို့ရှိရင်ဒီ energy drink လေးကတော်တော်လေးအဆင်ပြေရဲ့အဲ့တော့ဒါလေးရေခဲအေးလေးနဲ့တောက်မယ်ပေါ့နော်အဲ့ဒါရေခဲခွက်လေးဆိုင်းနေပြီးတော့ချက်ဒီမှာပကံမှာနေရာလေးတော်တော်ပူတာဆိုတော့ကျွန်တော်တို့ဒါလေးနဲ့နည်းနည်းခီးဆက်မယ်ပေါ့နော်အိုး 哦，哇，那我毛笔，那个毛笔的买的，这个买的，你非这样呀？怎么能画进来？我们给压没压过呢？这个笔了吧？你妈嘞，阿妈阿妹那里才比较皮皮的呀？太污了，咋了吧？给，哎呦，你妈阿姑没弄马子路呗？不呢，黑你啊，三年呢，公娃呀，都跑路走路线，吃钱为非耽误呀？那的话，你妈，他跑哇哩，阿弟票也离了，是呀，没弄路没有。 အေးမတော့ရှင်ဦးဆိုလို့ရှိရင်တော့ဒီမှာမကြီးရည်လေးနဲ့စိတ်ကလမလေးနဲ့ဖြော်ထားပြရညိုးလေးနဲ့ညိုးလားစင်ဦးလားဒါစင်ဦးစင်ဦးဩစင်ဦးသမင်းဆိုင်ဆိုဟဲ့အတိုင်းပဲလောကခလေးတွေအားလုံးစင်ဦးလေးနေ Yes အိုင်ကျွန်တော်လက်ထဲဟာဒီကမျိုးမရှိမဟုတ်ပါဘူးဒါကညိုးလေးထဲမှာထည့်ထားတဲ့တာကူဂျူလေးပါဗျတာကူဂျုံနဲ့ဂျုံယူအင်း only ပဲအမှုလေးပါပါအရန်ကောင်းအညာမြေရဲ့ ။အကောင်းဆုံးစားစားလို့ပြောလိုက်ချင်ရခဲ။ချင်ရခဲကိုဒီမှာအချိုတဲဖို့အမျိုးစုံနေအောင်ပေးထား။ငါပင်ထားလေးဆိုလို့ရှိရင်ကြီးတော့ဖြစ်။မကြီးတော့ဖြစ်လေ။ချစ်စရာလေးလုံးဝ။ကဲဒါဆိုရင်တော့ကျွန်တော်လည်းမြန်မာဒီနေ့စားပြသွားတယ်ခင်းဝဲလေးလေးကိုကြီးစုနဲ့ပိတ်သက်ကြည့်ရအောင်။တင်းသက်သဘောကျမှကျွန်တော်ကျော်လင့်ပါတယ်ခင်ဗျာ။ကဲအဲ့လိုမျိုးမျိုးတို့လိုမျိုးပေါ့နော်ပကံရောက်တုံးရောက်ခိုင်ဟင်းမွက်လေးစုံစုံလင်းလင်းစားတင်နေပြီးသွားလို့ရှိရင်ဒါအချိုပွဲကောင်းကောင်းလေးတွေအရေတောက်ကောင်းကောင်းလေးတွေနဲ့ သမင်းဟင်းကိုလုံးဝမင်းကတော်ဆိုကတော်အဲအဲ့ကောစားတင်လဲဆိုလို့ရှင်ဒါမှမဟုတ်ရဲ့ဥစဉ်ဆင်းအောင်ဘူဖေးသမင်းဆိုင်မှာလာစားလို့ရပါရဲ့ဥစဉ်ဆင်းအောင်ဘူဖေးသမင်းဆိုင်ရဲ့လိပ်စာလေးကတော့ညောင်ဦးရှေစီကုံဖျားတောင်ပတ်မုတ်ဟုတ်ပါရဲ့အလိုတော်ဖျားရဲ့အရှိတတဲ့အဲ့မှာရှိပါရဲ့လို့ဒါပေမဲ့ဒီပကံရောက်လို့ရှင်တတတမားတွေဥစဉ်ညို့သမင်းဆိုင်မျိုးမဟုတ်ဘူးပါလဲဒါဆင်းအောင်အများနဲ့မှားတယ်အဲ့ဆင်းအောင်ဆင်းအောင်သမင်းဆိုင်ကိုသွားချင်တယ်လို့ပြောလိုက်လို့ရှင်တော့ တနက်မမတ်ကြီးရောက်လာဖြစ်ပါတယ်အဲ့တော့မင်းတို့ဒီနေ့ဗီဒီယိုလေးကဒီလောက်ပါပဲနောက်ထပ်ပကံမှာလည်းဗီဒီယိုအသစ်ကလေးအများကြီးလာအောင်မှာမလို့တဟက်မြန်မာရဲ့ social media platform တွေကိုလည်း like and follow လုပ်ဖို့လုံးဝမမေ့ပါနဲ့နော်ကဲဒါဆိုလို့ရှိရင်မင်းတို့နဲ့တူတူနောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါမယ်အားလုံးပဲတတပါ